အဂလစီကိုရဲ့ဘယင်ကဘသူလဲဆိုတာအဖြစ်ပေါ်သွားခဲ့တဲ့ပွဲရီယမရိုသင်ကတော့နောက်ဆုံးနေဝဲဇက်တိုက်ဒူးတောက်ခဲ့ရတဲ့ဘာစီလိုနာအသင်းကိုအိမ်ခွဲမှာအနိုင်ယူပြီးအမပီစီယာထေဆုံးကနေပြပြတသာဥဆောင်နိုင်ခဲ့ပါတယ်ပွဲစား7မိနစ်မှာပဲအမပီရဲ့သင်ကလူဂျုံဘောအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်တကယ်သူမဆူသလောက်လေးကျွန်ခဲ့တာပဲဖြစ်ပြီး VR ရဲ့တိကျသေးချခြင်းနဲ့ဒီဒီချိန်မှာတော့လူသားတွေကိုနာကျင်ခဲ့ရတယ်လို့ဆိုနိုင်ပါတယ် ဘွဲ့ကြီး22မိနစ်မှာတော့ဘယ်လင်ကန်ရဲ့အကွက်မြင်ရဲ့ဘေးပိုးမှုကနေအမ်ဘာဘီယာပြေးထွက်ကအဆုံးသတ်ဂိုးကိုတွင်းယူသွားနိုင်ခဲ့ပါတယ်38မိနစ်အရောက်မှာတော့ရက်ဖိုးရဲ့ဘေးပိုးမှုကနေဖာမင်လိုဘက်ကခြေပနိုင်ခဲ့လို့တကူးတကူးနဲ့တရေဖြစ်ခဲ့ရပါတယ်ဒါပေမဲ့နောက်ထပ်9မိနစ်အကြာမှာတော့အင်ဂျင်တို့ဟာဘယ်လင်ကန်ရဲ့အတွင်းကိုနဲ့ထပ်မံပြီးတော့ဥဆောင်သွားနိုင်ခဲ့ပါတယ်52မိနစ်မှာတော့ Real Madrid အသင်းတို့ပင်နယ်တီရရှိခဲ့ပြီးအမ်ဘာဘီယာကန်သွန်းခဲ့ပေမဲ့စစနီရှိနေတဲ့ဂိုးပေါက်ကိုလုံးဝမကျော်ဖြတ်နိုင်ခဲ့ပါဘူး ဒုတိယပိုင်းမှာနှစ်သိန်းလုံးလူစားလဲမှုတွေအပြန်အလှန်လောက်ခဲ့ကြပြီးနောက်ထပ်သွေးကိုတွေရရှိဖို့အားထုတ်ခဲ့ကြပေမဲ့ပထမပိုင်းရလက်အတိုင်းကပဲပြီးဆုံးခဲ့ပြီးအင်ဂျင်ရီယမ်မတ်တို့အသင်းတို့အနိုင်ရရှိသွားခဲ့ပါတယ်။ဒါအင်ဂျင်ရီယမ်မတ်တို့အသင်းအတွက်တော့မနစ်ကအိမ်ကွင်းအဝေးကွင်းနှစ်ချက်စလုံးရှုံးနိမ့်ခဲ့ရခြင်းအပြင်ကိုပါတယ်ရီနဲ့စပိန်စူပါဖလားမှာလည်းရှုံးနိမ့်ခဲ့ရခြင်းတွေကိုအကျွေးပြန်ဆက်နိုင်ခဲ့တယ်လို့ပြောဆိုလို့ရပါတယ်။ဒီနိုင်ပွဲကြောင့်ရီယမ်မတ်တို့အသင်းဟာဇယားထိတ်က ဒုတိယဘာစီလိုနာအသင်းကို၅မှတ်အထိဖျက်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းအားသားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အစောဒီဒါစီအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။